အမ်ဘာကွာလဲဆိုတော့တန်နေပိုင်းတော့မသိဘူးကိုယ့်ရဲ့ခံစားမှုတော့နည်းနည်းကွာတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အရင်တော့ကကြတော့အာကိုအတင်းတင်းအောင်မြင်နေတဲ့အချိန်မှာအာဖန်ဒီအများကြီးကအများကြီးရတဲ့ feel လေးပေါ့နော်အခုကျတော့အသက်ရွယ်အပိုင်းကျလည်းရသွားပြီအာပရိသတ်တယောက်ရဖို့ဆိုတာမလွယ်ဘူးအဲ့လိုအချိန်မျိုးမှာမရတဲ့ fan ကတကယ်ကို feel ရပါတယ် ကဟိုဖွင့်လေပြောရင်ကိုကလူကြီးဖြစ်နေတဲ့အခါကျတော့ကို့မှာတော့ကလေးတွေလိုဖန်နေပါတယ်အဲ့လိုအများကြီးလည်းမရှိဘူးပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့ကလေးတွေကိုလာအားပေးတဲ့ဖန်လေးတွေကိုအဲလက်တွေ့ဖို့အတွက်ကိုလာခဲ့တာပါဟုတ်ဒါပေမဲ့ဒီရောက်တဲ့အခါကျတော့မထင်မှတ်ဖ ೇನೆ ပေါ့နော်အာကို့ဖန်လေးတွေလည်းတွေ့လိုက်တဲ့အခါကျတော့အေးဝမ်းသာတယ်ဘာလို့လဲဆိုတော့ကို့အသက်ရည်ဒီရွယ်ရောက်နေမှာကို့ကိုဒီလိုမျိုးဖန်တွေပါတယ်ဒီလိုမျိုးပွဲမျိုးမှာလာလိမ့်မယ်လို့တကယ်ကိုမထင်ထားဘူးပေါ့နော်ဘာလို့ကို့အသက်ရည်နေရဒီလိုဖန်တွေမရှိ ကလေးနဲ့ဘလို့လို့သွားရှင်လို့ရမှာလေလေဆိုတဲ့အခါကျတော့ဒီကိုရဲ့ fan တေးသေးလေးနည်းနည်းလေးကလာပြီးတော့ surprise လာတိုက်တဲ့အတွက်ကိုတကယ်ကိုရင်းနေမှာအခုဘာပြောရမလဲတော့မသိအောင်ထိဝမ်းသာပါရဲ့အာ fan page ဆိုတာဟိုပေါ့နော်ဒီကလေးလေးတွေလောက်ထားမလင်းကအဲ့ဒါတွေကိုပွင့်လင်းပြောရင်အဲ့လိုမျိုးအပိုင်းမလင်းသိမ့်နားမလဲဘူးပေါ့နော်အဲအခုလဲဒီလိုပဲဒီမလင်းဖန်တေးသေးလေးတွေကတေးသေးလေးတွေကမလင်းတစ်ခါလဲပြောပြပါပြီဒီဖန်လေးတွေကဆိုရင် မလင်းသမီးထက်တောင်ငယ်တဲ့ခလေးလေးတွေပေါ့နော်မလင်းဟိုမထင်တော့မထင်ပါဘူးဒီလိုရခလေးလေးတွေကကိုယ်ကိုလာပြီးတော့ချစ်ချစ်မယ်ဆိုတာဟိုတကယ်ကိုမထင်ထားပါဘူးဒီခလေးလေးတွေကိုခေါင်းဆောင်နဲ့ခလေးကြီးရတာဒါမလင်းဟိုးရုံးနေရမလင်းကိုအမကန်အားပေးတဲ့တယောက်ပေါ့နော်ဟာသူတို့တွေစုပြီးတော့လှုပ်ထားပါအမ်ဘာကွာလဲဆိုတော့ တန်နေပိုင်းတော့မသိဘူးကိုယ့်ရဲ့ခံစားမှုတော့နည်းနည်းกว่าတာပေါ့เนาะဘာဖြစ်လို့လဲဆိုတော့အရင်တော့ကကြာတော့အာကိုအတင်းတင်းအောင်မြင်နေတဲ့အချိန်မှာအာဖန်ဒီအများကြီးကအများကြီးရတဲ့ feel လေးပေါ့เนาะအခုကြာတော့အသက်ရွယ်အပိုင်းသားလေးရသွားပြီအာပရိသတ်တယောက်ရဖို့ဆိုတာမလွယ်ဘူးအဲ့လိုအချိန်မျိုးမှာမရတဲ့ fan ကတကယ်ကို feel ပါပဲစပင်းရလဲဒါမလင်းတကယ်မြန်နိုးလို့ထားတာပါဟိုခဏခဏလဲမလင်းပြောပြီးပါဒီစပင်းညက်တယ်ဆိုတာမလင်း ညူကျင်လို့ပြိုကျင်လို့လှကျင်လို့ဒါမျိုးအနေနဲ့မဟုတ်ပါဘူးအမြဲတမ်းပေါ့နော်မလင်းကိုကြည့်လိုက်လင်းစာနီဆိုတာတောက်လျှောက်ခုငငယ်လေးကအခုချိန်ထိပေါ့နော်သပင်အရှင်နဲ့ဆိုတော့တမျိုးကြကားရိုက်လို့ရှင်လဲမလင်းရဲ့မျက်နှာပြောင်းလဲမှုမရှိဘူးပေါ့နော်ဆိုတဲ့အခါကျတော့ဟိုသပင်လေးတမျိုးလေးမျက်ချင်းလိုက်အရင်တူတူကြီးညှက်လိုက်တာမဟုတ်ပါဘူးမလင်း အာထင်းနဲ့လက်တထွာလောက်ပဲညှက်လိုက်တာပါကောက်ကောက်ထားတဲ့အတွက်ကြောင့်မလို့ဆိုပြန်ပို့တူသွားတာပေါ့နော်ဆိုတဲ့အခါကျရင်စိတ်ထဲမှာကတော့အဲ့လိုကိုယ်အပြောင်းလဲလေးဖြစ်စေခြင်းနဲ့အပြောင်းလဲလေးမြင်စေခြင်းနဲ့အာဇပင်တို့ဒါအပြင်းမိုင်းပြင်ဆင်မှုတို့ဆိုတာဒါအပြင်းမိုင်းအခွန်တွေပါအရေးကြီးတာအဓိကစိတ်သက်ပါပဲဇပင်တွေပြောင်းပြောင်းဘာတွေပြောင်းပြောင်းစိတ်ကတော့ တမျိုးကြဟိုးရုံးနဲ့စိတ်နဲ့အခုစိတ်နဲ့နောက်ဖြစ်မဲ့စိတ်နဲ့ဘယ်တော့မှပြောင်းလဲတော့မှာမဟုတ်ပါဘူးဟုတ်မလင်းညံ့မယ်လို့စဉ်းစားပြီးတဲ့အချိန်ကစပြီးတော့အကုန်လုံးကိုမလင်းစဉ်းစားပြီးမှအလုပ်လုပ်တာပါဘာလို့လဲဆိုတော့နောင်တဆိုတာဘယ်တော့မှမကောင်းလीဖြစ်နိုင်လို့ရှိရင်နောင်နာမရရဲ့လူဆိုတော့မရှိဘူးပေါ့နော်။နောင်နာနေတဲ့သူဖြစ်အောင်နေတယ်။ဒီသဘင်နဲ့ပတ်သက်ပြီးတော့အများကြီးလဲလှုပ်ထားတာမဟုတ်ဘူး။နောက်ပြီးကြတော့အခုပြောသလိုမလင်းပြောအခုလိုပြောပြလိုက်တဲ့အတွက်ကြောင့်မလို့မလင်းကိုစိတ်ဆိုးနေတဲ့ပြိတ္တက်ရှိရင်တောင်မှပဲမလင်းပြောတာလေးကိုနားလဲပေးနိုင်မယ်လို့ထင်ပါတယ်။ ဟာဒါကတော့ဒီလိုပဲပေါ့နော်ကိုချစ်တဲ့လူဆိုလို့ရှင်မဲနေလို့ရှင်လည်းဟဲ့မဲမဲလေးနဲ့ချစ်စရာလေးဝါနေလည်းဟဲ့ဝါဝါလေးကချစ်စရာလေးဒီလိုရောပေါ့နော်သူတို့ကလည်းအန်ဒီလေးကိုချစ်နေတဲ့အခါကျတော့သူတို့အန်ဒီဘာလို့လို့ပေါ့နော်ဒီခါလေးကျရင်သူတို့နဲ့ group chat ကလေးလုပ်ထားတယ်လေအဲ့ group chat မှာတိတိလိုက်အန်ဒီလေးရုပ်ဆိုးနေတဲ့ပုံလေးကြီးပဲသူတို့ကအဲ့လိုမျိုးလေးလုပ်ထားတယ်စုထားသူတို့ချင်းချင်းစကားပြောရင်အန်ဒီလေးအဲ့လိုပုံနေတဲ့သူတို့ကသူတို့ပဲလုပ်တတ်တယ်အန်ဒီလေးကတော့အဲ့အားကြီးတိတ်နားမလဲပေါ့နော်သူတို့အဲ့လိုလုပ်ပြီးစကားပြောအဲ့အတွက်ကြောင့်မလို့သူတို့ကရုပ်ဆိုးလဲသူတို့ကရုပ်ကိုချစ်တာမဟုတ်ဘူးထင်ပါတယ် ဟုတ်တယ်အဲအဲဆိုတော့တငယ်ပြန်တယ်လို့ပြောရင်လည်းခံရမှာပဲမလင်းကအဲ့လိုငငယ်လေးတည်းရောက်ပေါ့နော်ကွကျကကြက်လေးဆိုသဘောကြရဲအဲ့လိုဖဲပြားလေးတွေတို့အဲ့လိုမျိုးပစ္စည်းလက်ဝတ်လက်စားဆိုလို့ချင်းလည်းသူများတွေကအကြီးကြီးတွေကြိုက်တယ်မလင်းကကြတော့ငငယ်လေးတွေတောင်မပြောင်းလဲတာအဲ့လိုလက်ဝတ်လက်စားဆိုရင်လည်းတိတိကွကွအဲ့လိုမျိုးအာခလေးဆင်နေတာတော့မဟုတ်ဒါပေမဲ့ခလေးကြိုက်တဲ့ဟာလေးတွေကိုကြိုက်တာမလင်းကလာနောက်နေအမရဖဲပြားတက်မလားဟာဒီဘွဲမှာငါဖဲပြားတက်လို့ဖြစ်မလား လိုရဲလို့တော့မဟုတ်မလင်းစိတ်ကိုอ่ะပေါ့เนาะအဲ့လိုလေကွတ်ကွတ်ကတ်ကြလေးတွေသဘောကြအဲဒါပေမဲ့တဖြည်းဖြည်းချင်းတော့ပြင်ပါတယ်ဗာပြလို့လဲဆိုတော့ကိုကြိုက်တာကြီးပဲအမြဲလုံးလုံးမရဘူးလေအသက်ရွယ်အပိုင်းခြားရှိရဲ့အခါကြတော့တချို့ဒါကြောင့်တချို့ကကိုတကယ်ပြန်လဲလို့မြင်မြင်တော့မှာပေါ့เนาะအဲ့တော့ကြတော့ကိုကစီနေရတာပေါ့ဟိုပေါ့နာမလင်းကကြတော့အဲ့လိုအစားတောက်စားတာမလင်းရဲ့အကျော်ဆုံးအချိန်ပဲအဲ့လို အပျော်ဆိုလို့အဲ့လိုမျိုးတွေတိတ်မရှိဘူးအလုံးနဲ့အိမ်အိမ်နဲ့အလုံးမိသားစုနဲ့အပျော်ဒါပဲရှိတယ်အဲ့ရမှာအပူအပျော်ကတော့ဒါအစားစားတဲ့အချိန်ပေါ့နော်ဒါပေမဲ့အဲ့ဥစားလည်းအများကြီးတော့မရိုက်ပါဘူးဘာလို့လဲဆိုတော့မင်းကအစားစားကြဟန်နဲ့မစားတော့ဘူးလေတကယ်ကြီးစားရလေအဲ့တော့ခဏခဏရရင်ဖက်တီးဖြစ်မှာလေအဲ့အတွက်ကြောင့်မို့ဂျိုးကြဂျိုးကြလေးတွေပဲအဲ့လိုမျိုးလေးလည်းဖြစ်တယ်အကောင်လုံးကအလွတ်ကျတာကညာတို့တော့မရတော့ဘူးကွာရှိတ်ရှိတ်ရှိတ် โอเคဒီလိုအဲ့လိုပြောတာမလဲအောင်လို့မျိုးအသားရေပါကြီးဆိုမကြိုက်ဘူးအဲ့ဒါကိုမကြိုက်ဖဲနေကြတော့လဲစားရင်ဟိုအိပက်ကြီးဖဲနေစားရင်ကြည့်ရလို့ဘယ်လိုလုပ်စားခြင်းမှာလဲကို့ကိုကြည့်ပြီးတော့အဲ့ဒါကိုအားရပါရစားပြမှာသူတို့ကလည်းစားခြင်းမှာအဲ့ဒါကြောင့်ကိုအားပါစားနိုင်မဲ့ဟာကြီးသူတို့ကြိုပြောပြတာဟုတ်တယ်ဘာလို့လဲအရင်လူတွေကြတော့လေအချင်းချင်းတွေ့တဲ့အခါကျတော့ပြောပြစကားပြောလို့မကုန်ဘူးပေါ့နော်အဲထိုင်နေလဲပြောစရာရှိရဲ့ဟို script တွေပါ ဟိုပြီးစရာမလို့ကိုကကိုဗဇက်ကောင်နှုတ်တိုက်တွေထွက်နေတာမဆုံနေမဆုံမနေဆိုရင်ဟာအာဒီကားလေးကအမတ်တရအမတ်တရတွေကနေမှာအမတ်တရတခုကတော့ဒီကားထဲမှာအဲ့လိုပေါ့နော်ဒီငွေဆောင်မှာတွားပြီးတော့ရိုက်တဲ့အခန်းလေးတစ်ခန်းရှိရပေါ့နော်အဲ့အချိန်ကကြတော့ မုံတိုင်းဒီမှာမုံတိုင်းဖြစ်နေတဲ့အချိန်မှာငွေဆောင်တော့ရတာဟိုပေါ့နော်ဒီ producer ဆိုရင်လည်းတော်တော်လေးဟိုပေါ့နော်သူ့ရဲ့အမှန်တကယ်တော့ဒါအခန်းလေးတစ်ခန်းအတွက်နဲ့ငွေဆောင်တော့ရရရတယ်ဒါပေမဲ့သူ့ရဲ့စေတနာပေါ့နော်ပရိသတ်ပေါ်မှာထားတဲ့စေတနာဒီအခန်းလေးကိုသူကတကယ်ကိုနူးနူးရရလှလှလေးဖြစ်နေတဲ့အတွက်ကြောင့်ငွေဆောင်တော့ရိုက်တာအဲ့တစ်ခန်းနဲ့ဟို မလေး၃ရက်လောက်ဝေးဆောင်မှနေလိုက်ရတယ်မိုးတွေကြွာတာလေအာဘောနော်အဟိုစက်တင်နေလောက်ထားလိုက်အပြင်ကိုရောက်လာလိုက်မိုးရွာလို့ပြင်ဝင်လိုက်အဲ့ဟာအဲ့ခံတခံရိုက်ဖို့အတွက်ကိုတရက်ထင်းဆိုပြီးတော့သွားတာ၃ရက်နေပြီးတော့ရိုက်လိုက်ရအဲ့ဒါလေးကတော့မှတ်မှတ်ရရပါပဲဟုတ်အဲ့ဒီဇညိုးစဖက်တဲ့ဟိုက character တွေဟိုဒီဒီ character ဘယ်သူဘယ်သူဆိုတာမေးပြီးတဲ့ဟိုကဒီရှိန်မင်းမှာအောင်ရဲလင်းလို့ပြောရတာလုံးဝသူနဲ့ quality ဖြစ်မယ်ဆိုတာသိပြီးသားအာပြောနေရလေဟိုကိုမိုးနေရလေ အောင်ရင်းလေးကိုကြည့်ပြီးရေးထားတာဖြစ်မှဖြစ်ဖြစ်ပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ယုံနဲ့သူအခုလုံနေတဲ့ character သူပြောနေတဲ့စကားလုံးတွေကလုံးဝကွက်တိပေါ့နော်ဒီရှိန်မင်းနဲ့လုံးဝတက်ထက်ထဲကြာရယ်အဲ့အတွက်ကြောင့်မလို့လဲဒီ fan တွေလည်းဒီရှိန်မင်း fan တွေလည်းအရင်များတယ်ဆိုတာကိုသိပါရယ်ဟုတ်ရှိန်ဟိုဈေးခက်လို့ပြောလို့ရှိရင်လည်းရှိန်မင်းရဲ့ fan တွေကပြောမယ်အာရှိန်မင်းလို့ပြောရင်လည်းဈေးခက် fan တွေကပြောမယ် ဲ့တော့ဘသူနဲ့ညာညာသဘောတူပါတယ်လို့ပဲပြောမှာပေါ့အဲ့တော့ဒါမဲ့လူကတယောက်နဲ့တယောက်ကဖျားရင်တယောက်နဲ့တယောက်ကစိတ်ချင်းမတူဘူးပေါ့နော်တချို့ကြတော့အယိုးခွဲအောင်ရိုင်းမှာအသေးခွဲအောင်ချစ်တဲဆိုတဲ့ဟာမျိုးရှိရယ်ပေါ့နော်တချို့ကြတော့လေအရန်ချုပ်ချယ်လွန်သွားကြည့်ရခါကျတခဏအတွက်ကကောင်းတယ်တဘွားအတွက်ကျတော့မွန်းချက်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့တယောက်နဲ့တယောက်အကြိုက်ချင်းမတူဘူးပေါ့အာအန်တီလင်းဆိုရင်တော့အန်တီလင်းကအေဂျင့်နာကိုကြိုက်တယ်ဒါကြောင့်မလို့လေတယောက်တည်းအေဂျင့်နေဖြစ်တာပါ ကျောင်းညာဝင်ဝါဒါအမကဟောမဟုတ်တာတယောက်တည်းမဟုတ်ပါဘူးတမီလည်းရှိရယ်လीမိသားစုလည်းရှိရယ်လीဒါတော့အများကြီးဟာဟုတ်အဲ့လေအအကုန်ကြီးမဟုတ်အမအဲ့ဒါမောင်စကားတော့ကောင်းအောင်မပြောပါဘူးဒါပေမဲ့အသက်ကြီးနေပါပြီခဏယောက်မြင်မှုလို့လဲခဏယောက်မြင်မှုလို့လဲလို့မိသားလို့လို့လားဘယ်နှယောက်မြင်မှုလို့လဲဟိုမှာပြိတ္တတရားဖြည့်နေပြီဘာပြောမှာအချင်းပါနေပြီဘာလို့လဲဆိုတော့ အသက်20ကျော်တွေကအခု90တောင်ကျော်နေပြီဆိုတော့နှစ်30လောက်ဒီတိုင်းအနေကျင်လဲလာတာအနိဒာကျနေပြီတခါလေအရင်ပြင်မတဲ့အခါလေးတော့ရှိရပါလိဒါပေမဲ့လည်းဒီဝေတာပဲဖြစ်သွားပါပြီပြင်မလည်းပြုံးလျက်ပါပဲအခုပေါ့နော်လာပြီးတော့အားပေးရဲအကုန်လုံးအကုန်လုံးအားလုံးသောသူများရဲ့ fan ဒီအကုန်လုံးရောနောက်ပြီးကြတော့ပေါ့နော်အာအန်တီလေးကို surprise ဖြစ်အောင်လာတိုက်တယ် fan တိတိပူကြီးကလေးတွေရော နောက်ပြီးကြတော့အကုန်လုံးပေါ့နော် အဝိုင်းပြီးတော့ဒီရှုအားပေးကြတဲ့ပြည်သက်တွေအားလုံးရောမလင်းအခုချိန်အထိပေါ့နော်ဒီအမှုပညာနဲ့ပတ်သက်လို့ရှိရင်ကိုဘက်ကအတအားသေးွေးပေါ့နော်အတက်နိုင်ဆုံးစူးစမ်းအဲရရနေရမှာပေါ့နော်စူးစမ်းသွားမှာပါအဲ့ဒီအတွက်ကြောင့်မို့ပြိသက်ကြည့်ရလဲဟိုအမငယ်အောင်ပေါ့နော်ခါတိုင်းထည့်ပို့ပြီးတော့အားပေးနိုင်ပါစေလို့လည်းဆုတောင်းပါတယ်ရှင်ဟုတ်